ဒီနေ့မှာတော့နွားကြောင်သားလေးရဲ့နတ်ဖျားမှတ်တမ်းအပိုင်း59ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ချင်းမူနဲ့မင်းဆရာတို့ရဲ့ဆွေးနွေးပွဲဆက်လက်ဖြစ်ပွားနေပြီးချင်းမူဟာမင်းဆရာရဲ့ချိန်ချောက်မှုကိုမကြောက်ပါဘူး။ဘာလို့လဲဆိုတော့ချင်းမူကိုတက်ရင်မင်းဆရာဟာပြဿနာများစွာရင်ဆိုင်ရမှာဖြစ်ပြီးကောင်းကင်နှကိုင်းကပုံကံမှုလှုပ်လာနိုင်တယ်လို့ယုံကြည်လို့ပါ။ချင်းမူအမြင်မှာကောင်းကင်နှကိုင်းနဲ့ရန်ခန်းတိုင်းပြည်ဟာလမ်းကြောင်းချင်းတူညီနေပါတယ်။ဒါကြောင့်ကောင်းကင်နှကိုင်းအနေနဲ့ရန်ခန်းတိုင်းပြည်ကိုပုံကံစရာအကြောင်းမရှိဘူးလို့ယူဆထားတာဖြစ်ပါတယ်။ ဒါပေမဲ့မင်းဆရာကချင်းမူကောင်းကင်နဂိုင်းရဲ့ခေါင်းဆောင်အတစ်ဖြစ်လာပြီးနောက်ခမ်းမပေါင်း360ကိုဥဆောင်ကကြောင်းမြဖွဲ့စည်းထားပြီးဖွံ့ဖြိုးတိုးတက်မှုလှုပ်ဆောင်နေတာကိုသိရှိနေပါတယ်။ချင်းမူကလည်းဒီကိစ္စဟာရန်ခမ်းတိုင်းပြည်မှာကြောင်းတွေတီထောင်ခဲ့တဲ့မင်းဆရာကိုအတူယူပြီးလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်။ရန်ခမ်းတိုင်းပြည်ရဲ့မင်းဆရာအတွက်တော့ကောင်းကင်နဂိုင်းရဲ့တိုးတက်လာမှုဟာချင်းချောက်မှုလက္ခဏာတစ်ရပ်ဖြစ်နေပါတယ်။ လမ်းကြောင်းတူညီတယ်ဆိုပေမဲ့ဒါဟာကောင်းတဲ့လက္ခဏာမဟုတ်ပဲကောင်းကင်နှကိုင်းဟာနိုင်ငံတော်အတွင်းတိုင်းပြည်တစ်ခုကိုဖန်တီးပြီးကိုယ်တိုင်းပြည်ကိုထူထောင်ဖို့ရည်ရွယ်နေတာမျိုးဖြစ်နိုင်လို့ပါပိုဆိုးတာကကောင်းကင်နှကိုင်းဟာရန်ခမ်းတိုင်းပြည်ကိုနောက်ွယ်ကနေထိုးနှက်ပြီးတိုင်းပြည်ကိုသိမ်းပိုက်ဖို့ကြိုးစားနိုင်တယ်လို့ယူဆထားပါသေးတယ်ချင်းမူကမင်းစရာကိုစိတ်ချစေလိုက်ပြီးရန်ခမ်းတိုင်းပြည်ဟာကောင်းကင်နှကိုင်းနဲ့တူညီတဲ့လမ်းကြောင်းမှာဆက်လက်ရှိနေတဲ့၍ကောင်းကင်နှကိုင်းအနေနဲ့ပုံကန်စရာအကြောင်းမရှိဘူးလို့ပြောပြလိုက်ပါတယ် ဒါပေမဲ့လမ်းကြောင်းပြောင်းသွားခဲ့ရင်ဒါမှမဟုတ်ရန်ခမ်းတိုင်းပြည်နယ်မင်းစရာတို့ကမူလသဘောထားကနေခွဲထွက်သွားခဲ့မယ်ဆိုရင်တော့ကောင်းကင်နဂိုင်းဟာပုံကံမှုလုံးမှာတည်ချပါတယ်။အထူးသဖြင့်အေဂရီယန်ဖန်ဟာမြေိုင်းဒေတာကိုဆက်လက်သိမ်းပိုက်ပြီးသူတို့ကိုကျုံပြို့ဖို့ရည်ရွယ်နေမယ်ဆိုရင်ကောင်းကင်နဂိုင်းဟာရန်ခမ်းတိုင်းပြည်ကိုပုံကံမှာဖြစ်ပါတယ်။ဒီလိုအတင်းရဲတဲ့စကားမျိုးကိုချင်းမူတယောက်ရဲဝင်းစွာပြောဆိုရတဲ့အတွက်မင်းစရာလည်းအံ့အားသင့်သွားရပါပြီ။ ချင်မူကတော့မင်းဆရာကိုလိန်ပြောလို့မရနိုင်တယ်လို့မင်းဆရာကဒီကိစ္စတွေကိုအနည်းနဲ့အမြန်သိမှပဲဖြစ်တဲ့အတွက်ပွင့်ပွင့်လင်းလင်းပြောတာကပိုကောင်းတယ်လို့ပြန်ဖြေပါတယ်။မင်းဆရာစီမှဒီကိုရောက်လာရတဲ့ရည်ရွယ်ချက်နှစ်ခုရှိနေတာဖြစ်တယ်လို့ပထမတစ်ချက်ကချင်မူကိုထိန်းချုပ်ဖို့ဖြစ်ပြီးဒုတိယအချက်ကချင်မူကိုတက်ပြစ်ဖို့ပဲဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီနှစ်ခုစလုံးဟာမင်းဆရာရဲ့စီမံကိန်းနဲ့လွဲချော်သွားခဲ့ရပါပြီ။ ပထမအချက်ချင်းမှုစီမှာခိုင်မာတဲ့စိတ်သက်ရှိတာကြောင့်ထိန်းချုပ်ဖို့မဖြစ်နိုင်တယ်လို့မင်းစရာအနေနဲ့ချင်းမှုကိုလွှမ်းမိုးဖို့ဒါမှမဟုတ်ထိန်းချုပ်ဖို့ဘယ်တော့မှမတက်နိုင်ဘူးလို့ယုံကြည်သွားပါတယ်။ဒုတိယအချက်အနေနဲ့ချင်းမှုကိုတက်ပြစ်ဖို့လည်းမလုပ်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့ရန်ခန်းတိုင်းပြည်နယ်ကောင်းကင်နဲ့ကိုင်းတို့ဟာလမ်းကြောင်းတူညီနေတာကြောင့်ပြည်ပခစတင်စရာအကြောင်းမရှိသေးတဲ့အတွက်ချင်းမှုပြောတာမှန်ကန်နေလျက်ရှိပါတယ်။ ချင်းမူကလမ်းကြောင်းမတူတဲ့တာအိုဂိုင်းကြီးနဲ့တက်လင်ရင်ဂိုင်းတွေကိုဘလို့လို့မလဲလို့မေးလိုက်တဲ့အခါမင်းဆရာကအဲ့ဒီဂိုင်းတွေဟာသူတို့ရဲ့ကွဲပြားတဲ့လမ်းကြောင်းပေါ်ဆက်ရှိနေတဲ့ရန်သူတွေဖြစ်နေမှာဖြစ်ပြီးဒီစွမ်းအားနှစ်ခုကိုဖယ်ရှားပစ်ဖို့ရည်ရွယ်ထားကြောင်းပြန်ဖြေကြပါတယ်။ချင်းမူကဂိုင်းအလုံးကိုရန်ခန်းတိုင်းပြည်ကအောင်းနိုင်ပြီးရင်ကောင်းကင်နဲ့ဂိုင်းကိုလည်းအတင်းအကျပ်ဖယ်ရှားပစ်မှာလားလို့မေးလိုက်တော့မင်းဆရာကလုံးဝမလုပ်ဘူးလို့ပြန်ပြောပါတယ်။ဘာလို့လဲဆိုတော့သူ့အတွက်ကောင်းကင်နဲ့ဂိုင်းဟာလမ်းကြောင်းတူညီတဲ့ဂိုင်းတစ်ခုတည်းမဟုတ်ပဲသူ့ကိုကြီးကျက်သူဖြစ်ပါဆောင်ရွက်ပေးနိုင်လို့ပါ မင်းဆရာကသူ့စီမှာအလွန်ကြီးမားတဲ့ဆွမ်းအားရှိပြီးဘသူကမှသူ့ကိုမတားဆီးနိုင်တာကိုနားလည်ထားပါတယ်။ဒါကြောင့်ကောင်းကင်နဲ့ဂိုင်းဟာသူ့ကိုရှင်ပြိုင်နိုင်ဆွမ်းရှိတဲ့အဖွဲ့အစည်းတစ်ခုဖြစ်လာဖို့နဲ့သူ့ကိုကြီးကြပ်ပေးဖို့မျှော်လင့်နေပါတယ်။အကြောင်းကတော့သူကိုယ်တိုင်လည်းသူ့ရဲ့လမ်းကြောင်းကနေတွေ့ဖယ်သွားနိုင်တဲ့အတွက်သူ့စိတ်သူမတေချာဖြစ်နေလို့ပါ။အကယ်၍လမ်းမကိုရောက်သွားတဲ့အခါကျရင်ကောင်းကင်နဲ့ဂိုင်းကသူ့ကိုတားဆီးပေးရမှာဖြစ်ပါတယ်။မင်းဆရာကသူ့လမ်းမရောက်သွားတဲ့အခါကျရင်သူ့ကိုတက်ပြစ်ပေးဖို့ချင်မှုစီပြက်သားစွာပြောပြလိုက်တဲ့နောက် ဒီနေရာကနေပြန်လဲထွက်ခွာသွားပြီးချင်းဖေးရွက်နဲ့တွားရောက်တွေ့ဆုံပါတယ်မင်းဆရာကချင်မူနဲ့တွေ့ဆုံမှုအကြောင်းပြောပြပြီးချင်မူဟာသူ့နဲ့အရန်တူညီတဲ့အကြောင်းမန်တဲမှာသူ့ကိုယ်သူပြန်ကြည့်ရတယ်လို့ခံစားရကြောင်းဖော်ပြလိုက်ပါတယ်။ဒါပေမဲ့ဒီလိုတူညီမှုကပဲမင်းဆရာကိုမတက်မတာဖြစ်စေတာကြောင့်ချင်ဖေးရွက်ကဘာလို့ချင်မူကိုမတက်ရတာလဲလို့မေးတဲ့အခါမင်းဆရာကချင်မူကိုမကြိုက်ပေမဲ့သူ့ကိုယ်သူအတွင်းစိတ်ပြန်လဲစမ်းစစ်ဖို့မတူညီတဲ့အမြင်တစ်ခုကိုပေးနေတာဖြစ်လို့မတက်ခဲ့ကြောင်းပြန်ရှင်းပြလိုက်ပါတယ်။ ချင်းမူကတော့မင်းဆရာပြောသွားတဲ့ပညာရှိစကားတွေကိုချီချူပြီးအံ့ဩနေခဲ့တယ်လို့သူဟာမင်းဆရာလိုချင်တဲ့အတိုင်းသူ့ရဲ့ကြီးကျက်သူဖြစ်လာဖို့နဲ့မင်းဆရာလမ်းမသွားရင်သူ့ကိုတတ်နိုင်ဖို့အတွက်တနိဋ္ဌာန်ချလိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့ချင်းမူတယောက်ဆွမ်းအားတိုးတက်လာဖို့ကြိုးစားလှုပ်ဆောင်နေပြီးအထူးသဖြင့်ပြိုင်ဘက်ကင်းနီလန်းသုံးသွယ်ခနာကိုကိုပြည်စုံစေဖို့အတွက်သူ့ရဲ့ဘေဘက်လက်မောင်းကိုအားကောင်းလာအောင်လေ့ကျင့်ပေးနေခဲ့ပါတယ်။တိတ်မကြခင်မှာပဲချင်းမူဟာသူ့ရဲ့လက်မောင်းကိုအားကောင်းစေမဲ့နီလန်းကိုတွေးရှိခဲ့ပြီးအလွန်ပြင်းထန်တဲ့လေ့ကျင့်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ ဒီလေးကျင်းမှုကြောင့်ဒုက္ခနာကိုတဲကခြိဆွမ်းအင်းတွေအများကြီးဆုပ်ယူခံလိုက်ရပြီးဒုက္ခနာကိုဟာလုံးဝချောက်တွေ့သွားပါတော့တယ်။တမားတော်တွေလည်းနစေးတမားတော်လေးအတွက်ပြာရာခက်ဖြစ်နေကြပြီးချင်းမှုကိုဒီလိုဆက်ထားရင်အသက်ဆုံးရှုံးနိုင်တယ်လို့စိုးရိမ်ခဲ့ကြတဲ့အတွက်သူတို့ဟာချင်းမှုကိုအစာကျွေးရင်းနဲ့ကယ်တင်နိုင်မယ်လို့ပြောပြကြပါတယ်။ချက်ချင်းဆိုသလိုဟူလင်းအားနဲ့ဝတ်တုံငကားတို့လည်းချင်းမှုအတွက်အစာချက်ပြုတ်ပေးဖို့စတင်လုပ်ကြပါတော့တယ်။ပထမဆုံးအနေနဲ့သူတို့တွေဟာငကားရေကန်တွင်းထဲကငါးတွေကိုဖမ်းဆီးကြပါပြီ။ ဒီကံကြီးဟာရန်ခမ်းတိုင်းပြည်အတွက်အရေးကြီးရေကံဖြစ်တာကြောင့်ငါးဖန်းချင်းကိုတားမြစ်ထားပေးမယ်လေဟူလင်းအာရိုကနောင်ခါလာနောင်ဈေးဆိုပြီးအမှုမထားဖန်ဆီးခဲ့ကြပါတယ်။ဒါအပြင်မြေမွေထိုးလေးနှစ်ကောင်ကထင်းမီရရှိဖို့အတွက်ဆိုပြီးတစ်ကိုင်းကြောက်တွေကောက်ရမယ့်အစားတစ်ပင်တွေတွားခုတ်ကြပြန်ပါတယ်။အဲ့ဒီတစ်ပင်ကလည်းရန်ခမ်းတိုင်းပြည်ရဲ့အရေးကြီးတဲ့ယဉ်ကျေးမှုတစ်ပင်ဖြစ်ပြီးတားမြစ်ထားတဲ့အခြေအနေအောက်မှာတော့ဟူလင်းအာကထင်းမီအတွက်ခုတ်လဲပစ်ခဲ့ပါသေးတယ်။ ဒီလိုနဲ့သူတို့တွေဟာငါးခင်တွေချက်ပြုတ်လိုက်ကြပြီးချင်မှုကိုကျွေးမွေးပြုစုခဲ့ကြသလိုအစာစားပြီးတဲ့နောက်မှာတော့ချင်မှုခန္ဓာကိုအခြေအနေဟာချက်ချင်းဆိုသလိုပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ချင်မှုတို့ဘက်မှာအရာရာအဆင်ပြေသွားပေမဲ့တစ်ဖက်မှာတော့ရှုပ်ထွေးမှုတွေအကြီးအကျယ်ဖြစ်နေရပါပြီ။ဒီရှုပ်ထွေးမှုကြောင့်ရန်ခန်းတိုင်းပြည်ဘက်ကချင်မှုဟူလင်းအာနယ်ဝတ်တုံငကားတို့ကိုတိုင်းပြည်အတွင်းစုညံအောင်လုပ်ခဲ့တဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ရုံးတော်စီပင့်ဆောင်လိုက်ကြပါတော့တယ်။ချင်မှုလည်းဘာမှန်းတိကျမသိခင်မှာပဲရန်ခန်းရှင်မင်းမြတ်နဲ့ချက်ချင်းသွားတွေ့ရပါပြီ။ ဲ့ဒီမှာတော့ကုလီနွန်ကတိုင်းပြည်ရဲ့ငါးတွေကိုခိုးယူဖန်ဆီးခြင်းနဲ့ယဉ်ကျေးမှုအထွတ်မြတ်သစ်ပင်ကြီးကိုခုတ်လဲခြင်းစတဲ့ရှုပ်ထွေးပွေလီမှုတွေကိုရှင်ပင်ဖြစ်သူထံတိုင်ကျက်ဖွင့်ပါတော့တယ်။ဒီစကားကြတော့အရှင်မင်းမြတ်ကချင်းမှုကိုသူ့ကိုယ်သူကာကွယ်ပြောဆိုဖို့ဆန္ဒရှိသလားမေးတဲ့အခါချင်းမှုကအမကျွလို့မိကြောင်ချက်ချင်းဝင်ခံလိုက်ပါတယ်။သူဟာအပြက်စီးနေမိတာဖြစ်လို့တဝင်းတိုင်းပြည်ရဲ့စီးမင်းစည်းကမ်းတွေကိုတေချာနားမလည်မိခဲ့ကြောင်ပြောပြီးသူ့လို့ရဲ့အတွက်နောင်နာရကြောင်လဲဖော်ပြလိုက်ပါသေးတယ်။ အရှင်မင်းမြတ်ကချင်းမူနောင်နှရနေတာကိုနားလဲပေမဲ့ဒိုင်းပြည်ဥပဒေတိုင်းအရေးယူရမယ်လို့ပြောတဲ့အခါဒီပြစ်မှုကိုတည်တံချမှတ်လို့ရတယ်ဆိုပြီးကုလီနွန်ကမီးလောင်ရလေးပင့်ပါတယ်။ဒီအချိန်မှာပဲရန်ခမ်းပြည်ရဲ့မိခင်ဖြစ်သူအဖွားတော်မိဖရာလည်းဒီနေရာကိုရောက်ရှိလာခဲ့တယ်လို့သူရောက်လာပြီဆိုတာနဲ့တားဖြစ်သူကိုပရိယေတွေနဲ့စတင်ခဲ့ရပါတော့တယ်။ချင်းမူဟာသူ့အသက်ကိုကယ်တင်ပေးခဲ့ဖူးတဲ့နှစေးသမားတော်ဖြစ်ပြီးတစ်ပင်တပင်ခုံမိတာလောက်ငါးခိုးဖန်းတာလောက်လေးနဲ့တည်တံပေးချင်နေတာလားဆိုပြီးစတင်ပြောဆိုပါတယ်။ ဒီလိုမျိုးမိုင်းမဲတဲ့ဆုံးဖြတ်ချက်တွေကိုလူတွေသိသွားစေချင်ရင်မှုကိုတခါတည်းတည်တံပေးပစ်လိုက်လေဆိုပြီးမိခင်တယောက်ရဲ့စူပူချိန်မောင်းမှုတွေဆက်တိုက်ပြောခံလိုက်ရတဲ့အတွက်ဘီမင်းမြက်လည်းအဆက်တော်ရသွားခဲ့ပါတယ်။သူကိုယ်တိုင်လည်းမှုကိုတာမန်လောက်ပဲအပြစ်ပေးချင်တာဆိုပေမဲ့ကူလီနွန်ရဲ့အာချောင်မှုကြောင့်ကြားချောင်အဆက်ကွဲသွားရတဲ့အတွက်ရန်ခမ်းဘီရင်လည်းကူလီနွန်ဘက်အပြစ်လန်းတင်လိုက်ပါတယ်။ဒီလိုမျိုးနောက်တစ်ကြိမ်ထပ်ပြောရဲမယ်ဆိုရင်ခေါင်းဖြတ်ကွက်မြက်ပစ်မယ်ဆိုပြီးချိန်ချောက်လိုက်ရင်ကရုံးတော်အမှုကိစ္စလည်းဒီနေရာမှာနှိပ်ထိတန်သွားခဲ့ရပါတော့တယ်။ အဲ့ဒီနောက်မှာတော့အရှင်မင်းမြတ်ကချင်းမှုကိုစကားပြောဆိုဖို့အတွက်တီးတန့်တွေ့ဆုံစေခဲ့တယ်လို့ချင်းမှုဟာကောင်းကင်နဲ့ဂိုင်းရဲ့ဂိုင်းချုပ်ဖြစ်နေမှန်းကိုလည်းသူသိရှိထားကြောင်းဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ဒီစကားကြောင့်ချင်းမှုလည်းအံ့အသင့်သွားရပြီးအရင်ကမင်းစရာလည်းသိရှိခဲ့တာဖြစ်တယ်လို့အခုချိန်မှလည်းဘင်းဖြစ်သူကပါထပ်မံသိရှိနေပြန်လာကြောင်းသူတို့ကောင်းကင်နဲ့ဂိုင်းထဲမှာတရှုရှိနေတာများလားဆိုပြီးတန်တရားဝင်သွားခဲ့ရပါတယ်။ ကောင်းကင်နဲ့ဂိုင်းရဲ့ဂိုင်းကောင်းဆောင်အစ်စ်ဟာသူတို့တိုင်းပြည်တွေကတပည့်တူဖြစ်နေတာကိုဝမ်းမြောက်မိကြောင်းအရှင်မင်းမြတ်ဆိုလာပေမဲ့ဒီကိစ္စကသူတို့အတွက်အကျိုးရှိနိုင်မလားဒါမှမဟုတ်ဖုံးကွယ်ထားတဲ့အန်ဒီယဖြစ်နေမလားဆိုတာကိုတော့တေချာမဆုံးဖြစ်နိုင်သေးပါဘူးဒီစကားကြတော့ချင်မူကလည်းမေခွန်းထုတ်တဲ့ကစားပွဲတစ်ခုပြန်လဲကစားပေးလိုက်ပါပြီတက်လက်ရင်ဂိုင်းနဲ့တာအိုဂိုင်းကြီးတွေကရန်ခန်းတိုင်းပြည်နဲ့ပူးပေါင်းလာတဲ့အခါကျရင်ဘာလို့မှလဲမေးတဲ့အခါအရှင်မင်းမြတ်ကအဲ့ဒီဂိုင်းကောင်းဆောင်တဲ့ဦးလုံးကိုယာဒူးကြီးကြီးနဲ့မူမပွဲပေးပြီးစူးချမှာဖြစ်ကြောင်းပြန်ဖြစ်ပါတယ် ဒါဆိုရင်ကောင်းကင်နဲ့ဂိုင်းကသူ့သဘောဆန္ဒနဲ့ပူးပေါင်းခြင်းနေတာကိုအရှင်မင်းမြတ်ဖက်ကဖုံးကွယ်ထားတဲ့အန်ဒီယတခုဖြစ်ရှုမြင်နေရတာလဲဆိုပြီးတန်တရားတွေကိုဖြည့်ရှင်းကြည့်တဲ့အခါဘီမင်းမြတ်လည်းချင်မှုပြောတာမှန်ကန်တဲ့အကြောင်းသဘောပေါက်သွားခဲ့ရပါတယ်။ဧဂရိမင်းကချင်မှုကိုမူးမက်ရာဒူးပေးခြင်းပေမဲ့အခုချိန်မှာတော့မပေးနိုင်သေးပါဘူး။ဘာလို့လဲဆိုတော့ချင်မှုဟာကောင်းကင်နဲ့ဂိုင်းရဲ့ခေါင်းဆောင်ဖြစ်နေတာကိုလှုပ်ဝက်ထားတာကြောင့်ဖြစ်ပြီးအခုချိန်ရာဒူးတိုးပေးလိုက်မယ်ဆိုရင်ချင်မှုလှုပ်ဝက်ချက်ကအပြင်ကိုပေါက်ကြားသွားနိုင်တာကိုစိုးရိမ်နေတာကြောင့်ဖြစ်ပါတယ်။ ချင်းမူကလည်းဒီဆုံးဖြတ်ချက်ကိုလေးစားလိုက်နာခဲ့ပြီးအရှင်မင်းမြတ်ကသူ့စီမှာကျူးကျော်သူတွေကိုတိုက်ခိုက်ချေမုန်းနိုင်မဲ့မျိုးဆက်သစ်စွမ်းအားရှိလူငယ်တစုရှိကြောင်းအဲ့ဒီအစီအစဉ်ကိုအကောင့်တဲ့ဖော်ခြင်းလို့ချင်းမူကိုလည်းပါဝင်ပေးနိုင်မလားဆိုပြီးတောင်းဆိုကန့်လန့်လာတဲ့အခါတစ်ဖက်ကလည်းအချိန်သိမ့်မီယူပဲလက်ခံပေးလိုက်ပါတော့တယ်။မျိုးဆက်သစ်တပ်ဖွဲ့ဝင်အားလုံးဟာစစ်မြေပြင်ခံတပ်တစ်ခုမှလေးကျင်းမှုအတွက်စုယုံရောက်ရှိနေကြပြီးကုလီနွန်ကဒီတာဝင်မှာအသင်းဝင်တိုင်းကကိုပိုင်စွမ်းရည်တွေကိုအသုံးပြုရမယ်လို့ရှင်းပြပေးနေခဲ့ပါတယ်။ တေယူပို့ဆောင်ရဲ့အပါအဝင်ကုန်ကြစရိတ်အားလုံးကိုကိုပိုင်ငွေကြီးနဲ့အသုံးပြုရမှာဖြစ်ပြီးဒီကိစ္စတွေအကုန်လုံးကိုအတင်းကောင်းဆောင်ကအပြည့်အဝတာဝန်ယူပေးရမှာဖြစ်ပါတယ်။ချင်းမူကပညာရှင်တပည့်တွေရဲ့ခေါင်းဆောင်ဖြစ်တာကြောင့်သူ့အဖွဲ့အတွက်တာဝန်ယူပေးရတော့မှာဖြစ်တယ်လို့အတင်းတစ်ခုချင်းစီတိုင်းမှာသူတို့ခေါင်းဆောင်စီစဉ်ပေးထားတဲ့ကိုပိုင်တင်ပေါ်တွေရှိကြပါတယ်။ဒါပေမဲ့ချင်းမူအတင်းမှာတော့စီးစရာပါတစ်ခုမှမရှိတာကြောင့်စစ်မြေပြင်ကိုဘလို့သွားကြရမလဲဆိုတာလူတိုင်းစိုးရိမ်နေကြရပါပြီ။ ကံကောင်းစွာနဲ့ပဲတိတ်မကြခင်မှာဖန်းရွှင်ရှောင်းရဲ့မိသင်းဘောကြီးဒီနေရာကိုဆက်ရောက်လာခဲ့ကချင်မူတို့ကိုသူတို့နဲ့လိုက်ပါကြဖို့ကံလန့်လာပါတယ်။ချင်မူရဲ့အသင်းဝင်တွေကဓမြသင်းဘောကြီးနဲ့ဖန်းရွှင်ရှောင်းကိုအတူတွဲမြင်လိုက်ရတဲ့အခါအံအားသင့်သွားကြရပြီးလူတချို့ကတုံ့လုံသွားကြရပါတယ်။ချင်မူကသူတို့ကိုစိတ်အေးအောင်လုပ်ပြီးဖန်းရွှင်ရှောင်းကအခုချိန်မှာလူကောင်းတစ်ယောက်ဖြစ်ပြီးသူ့သင်းဘောကိုခရီးသည်တင်သင်းဘောဖြစ်အသုံးပြုနေပြီဖြစ်ကြောင်းရှင်းပြပေးလိုက်ပါတယ်။ဒီဖြစ်ဖြစ်ကြောင့်ချင်မူအသင်းသားတွေဟာပိုလို့တောင်အံအားသင့်သွားကြရပါပြီ။ ။ဘာလို့လဲဆိုတော့ချင်းမူဟာနာမည်ကျော်မိသမ ्या ကြီးဖြစ်တဲ့ဖန်းရွှင်ရှောင်းတဲ့တောင်မိတ်ဆွေတွေဖြစ်ပြီးချိတ်ဆက်မှုရှိနေတာကိုတွေ့လိုက်ရတာကြောင့်ဖြစ်တယ်လို့အဲ့ဒီနောက်မှာတော့သူတို့အဖွဲ့တစ်ခုလုံးဒီတင်ဘောကြီးနဲ့စတင်ထွက်ခွာလာကြပါတော့တယ်။